မင်းဆန်းခွန်နီချီဝါဂျပန်မြန်မာလင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုရင်တော့ N3 ခန်းကြီးမာစတာအလွယ်မနီ၁၀ရက်မြောက်နေ့ကိုဆက်သွားကြမယ်ပါဝင်မဲ့ခန်းကြီးလေးတွေကတော့ဘေးမှာပေါ်ပြပေးထားတယ်တခုချင်းစီဒေးစိတ်ကိုနောက်မှဆက်ကြည့်ကြမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီ33လုံးမြောက်ခန်းကြီးလေးကဘာခန်းကြီးလေးလဲဆိုရင်ဒီခန်းကြီးလေးသူ့ရဲ့ခွန်ယော်မီနဲ့အွန်ယော်မီကိုအရင်ကြည့်ကြမယ်ခွန်ယော်မီကမင်းဆန်းတို့တီးပြီးသားယင်းနီပြီးသားစကလုံးလေးပါလဲတာတဲရူဆိုတဲ့တိဆောက်တယ်ဆိုတဲ့အသေးသေးရတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အွန်ယော်မီနေနေကနှစ်မျိုးရှိတယ်ခွန်ရဲ့ခန်းရဲ့ ဆိုပြီးရှိတယ်။ခွန်ကကြတော့ဒီမှာဖော်ပြပေးထားတယ်ဗါလဲဘလို့သုံးလဲခွန်နီယူဆိုပြီးသုံးတယ်ခွန်နီယူဆိုတာဗါလဲစောက်လုတ်ချင်းဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ခန်းနဲ့ပတ်သက်ပြီးတော့ကနောက်ထပ် slide တစ်ခုမှရှင်းပြပေးမယ်နော်အဲ့တော့ဒီမှာတော့မပါသေးဘူးအဲ့တော့ဒီခန်းကြီးလေးရဲ့မှတ်နည်းကိုဆက်ကြည့်ကြမယ်အဲ့တော့ဒီခန်းကြီးလေးကိုနီးစပ်ဆုံးတူတဲ့ခန်းကြီးလေးတစ်ခုရှိတယ်ဒါလေး ਨੇ အဲ့တော့ဒါနဲ့အနည်းဆက်ဆုံးတူတာဘာလဲဆိုရင်မိနှဆန်တို့တည်ပြီးသားပါလေစုကိုရာကနာဆိုရဲကျမ်းမာတန်ဆွမ်းတော့ဆိုရဲအသေးပေရတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အများဆုံးတွေ့ဘူးတဲ့ခန်းကြီးလေးအကြောင်းခန်းခိုးဆိုရဲကျမ်းမာရေးခန်းကြီးမှာအများဆုံးတွေ့ရတယ်ဗာလေဒီခန်းလေးကိုပြောရနော်ခန်းခိုးဆိုရဲကျမ်းမာတော့ကျမ်းမာတဲ့ခန်းကြီးမှာအများဆုံးတွေ့ရတဲ့ခန်းကြီးလေးဖြစ်တယ်အဲ့တော့ကွဲပြားခြားနားတဲ့ခန်းကြီးလေးဆိုလို့ဘာလေးပဲရှိလဲဆိုတော့နင်းပန်းလေးပဲရှိတယ် ဒီလူခန်းကြီးလေးပေါ့နော်နင်းပန်းလေးပဲရှိတယ်။အဲ့တော့လူလူပိုင်ကပါလဲကျမ်းမာတန်ဆွမ်းသောဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးစုကိုရာကနာဖြစ်သွားပြီးတော့လူမပါဘူးဆိုရင်ကတာတဲရုဆိုတဲ့တိဆောက်တယ်ဆိုပြီးမှတ်လိုက်မယ်။လူပိုင်ဘာဖြစ်တယ်ကျမ်းမာတန်ဆွမ်းတယ်။လူမပိုင်တော့ဘာဖြစ်လဲတိဆောက်တယ်လို့မှတ်လို့ရတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်33လုံးမြောက်ခန်းကြီးလေးကပါလဲတာတဲရုဆိုတဲ့ခန်းကြီးလေးသူ့ရဲ့ အုံယောင်မီနေနေရတော့ခုံးရဲ့ခန်းခန်းကနောက်နောက်ပိုင်းမှာပြပြပေးမယ်ခုံးကကြတော့ခုံးနီယူဆိုပြီးတော့တုံးနေဆောက်လုပ်ခြင်းပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်34လုံးမြောက်ခန်းကြီးကိုဆက်ကြည့်ကြမယ်34လုံးမြောက်ခန်းကြီးလေးရဲ့သူ့ရဲ့ခုံးယောင်မီနဲ့အုံယောင်မီကိုဆက်ပြပြမယ်ခုံးယောင်မီအနေနဲ့ကဗာလဲခီစုခုဆိုတဲ့ဆောက်လုပ်တဲ့ဖန်တီးတယ်ဆိုတဲ့အတိပ္ပယ်ရတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အုံယောင်မီအနေနဲ့ကဗာလဲချစ်ခုချစ်ခုကကြတော့ဗမာတုံးတာလဲခန်းချစ်ခုခုနကပြောတယ်လေဒီခန်းလေး ဒီတတ်သေးရူဆိုတဲ့ဒီခန်းလေးခန်းဆိုတဲ့ဟာကဘယ်နေရာမှာသုံးတာလဲဆိုရင်ခန်းချစ်ခုဆိုပြီးတော့အသုံးများတယ်ခန်းချစ်ခုဆိုတာဘာလဲဆိုရင်ဘိတုကပညာကိုပြောတာဘာလဲခန်းချစ်ခုကဘိတုကပညာကိုပြောတာဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်နည်းကိုဆက်ကြည့်ကြမယ်မှတ်နည်းဆိုရင်နှစ်ပိုင်းရှိရယ်ပေါ့နော်အဲ့တော့ဒီအောက်ကကြမီနာဆန်တို့တည်ပြီးသားခီဆိုတဲ့တစ်ပင် ဒီအပေါ်ကဟာလီကကြာချစ်ခုဆိုရဲပါလေရှေးဟောင်းဂီတတူရိယာတစ်ခုပြောတာအဲ့လိုရှေးဟောင်းဂီတတူရိယာတစ်မျိုးပေါ့နော်အဲ့ဟာလီရဲ့အတိတ်ပဲရတဲ့ခန်းစည်းလေးဖြစ်တယ်အဲ့တော့ဒါလီကကြာတစ်ပင်ကနေဘယ်လိုမျိုးအဲမှတ်မလဲဆိုရင်ဒီလိုမျိုးတစ်ပင်ကနေပေါ့နော်တစ်ပင်ကနေလှုပ်ထားတဲ့တစ်ပင်ကနေလှုပ်ထားတဲ့ရှေးဟောင်းဂီတရှေးဟောင်းဂီတတူရိယာတစ်ခုကိုဖန်တီးတယ်လို့မှတ်လိုက် ဖန်တီးထားပါတော့တစ်ပင်ကနေလှုပ်ထားတဲ့ရှေးဟောင်းဂီတတူရိယာတစ်ခုကိုဖန်တီးခဲ့တယ်ပေါ့နော်အဲ့လိုမျိုးခီစုခုဆိုပြီးတော့မှတ်လို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီ34နှုံးမြောက်ခန်းကြီးလေးရပါလဲခီစုခုဆိုရဲစောက်လုတ်တယ်ဖန်တီးတယ်ဆိုတဲ့ပဲရတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ဥယုံမိနေနေရတော့ချစ်ခုဗမာသုံးလဲခန်းချစ်ခုဆိုပြီးတော့သုံးတယ်ဟုတ်ပြီအဲ့ဆိုရင်35နှုံးမြောက်ခန်းကြီးလေးကိုဆက်ကြည့်ကြမယ် အဲ့တော့သူ့ရဲ့ခွန်ယောင်မီနဲ့ဥယောင်မီကိုအရင် ပြောမယ်ခွန်ယောင်မီအနေနဲ့ကခါမအဲဒူဆိုတဲ့အသင့်ပြင်းသည့်တိဆောက်သည့်ဆိုတဲ့ခန်းစီလေးဖြစ်ပြီးတော့ဥယောင်မီအနေနဲ့ကတော့ခိုးအဲ့ခိုးလေးကိုဗမာသုံးလဲခိုးနိုင်ဒီနိုင်လေးကမိနာဆန်တို့သိပြီးသားပါလေဥချီဆိုတဲ့အတွင်းဘက်ကိုပြောတဲ့ခန်းစီလေးဖြစ်တယ်အဲ့တော့တိဆောက်ထားတဲ့အတွင်းဘက်ဆိုတော့ဝင်းအတွင်းကိုပြောနေတာ တခုခုရဲ့ဝင်းအတွေ့အဲ့တခုခုကခြံဝင်းလဲဖြစ်မယ်ចောင်းဝင်းလဲဖြစ်ရင်ဖြစ်မယ်အိမ်ရဲ့ဝင်းလဲဖြစ်ရင်ဖြစ်မယ်အဲ့တော့သူ့ရဲ့အတိတ်ပဲဝင်းအတွင်းဆိုတဲ့အတိတ်ပဲရတယ်ခန်းကြီးလေးဖြစ်မယ်ဟုတ်ပြီအဲ့ဆိုရင်ခန်းကြီးလေးရဲ့မှတ်ပုံမှန်နည်းကိုဆက်ကြည့်မယ်မှတ်ပုံမှန်နည်းဆိုရင်တော့သူ့နဲ့အနီးဆက်ဆုံးတူတဲ့ခန်းကြီးလေးတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့မိနစံတို့လည်းရင်းနှီးပြီးသားခိုးခီဆိုတဲ့ lecture ဗာလဲတင်ကြားပို့ချရဲဆိုတဲ့အတိတ်ပဲရတဲ့ခန်းကြီးလေးကိုယ်ပြချမ်းသာတဲ့နေရာလေးကဘယ်နေရာပဲလဲဆိုရင်ဒီရှေ့က ဒါဆိုရင် key လေးဖြစ်ပြီးတော့ဒီမှာကျတော့ EU ဆိုရဲပြောတဲ့ခန်းကြီးလေးအဲ့တော့ EU ဆိုရဲပြောတာဆိုရင်ကတင် जा ပို့ချတာပြောပြီးတော့မှတင် जा ပို့ချလို့ရတာမလားအဲ့တော့ကျတော့ပြောရဆိုစကလုံးလေးပါရင်တော့တင် जा ပို့ချတာဖြစ်ပြီးတော့ key ဆိုရဲတပင်လေးဆိုရင်ကတော့တိဆောက်တယ်လို့မှတ်လို့ရတယ် ဗာလဲခိဆိုတဲ့တပင်လေးကတော့တိဆောက်တယ်လို့လည်းမှတ်လို့ရလို့ခြံဝင်းတွင်းမှာရှိတဲ့တပင်လေးလို့လည်းမှတ်လို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုရင်35လုံးမြောက်ခန်းကြီးလေးကဗာလဲခါမအဲ့ဒူအသင့်ပြင်းသည်တိဆောက်သည်ဝုံယုံမိနေနေကတော့ခိုးဗမာတုံးလဲခိုးနိုင်ဆိုပြီးတော့တုံးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်36လုံးမြောက်ခန်းကြီးလေးကိုဆက်ကြည့်ကြမယ် ော့36လုံးမြောက်ခန်းကြီးလဲဒီခန်းကြီးလေခွန်းယုံမီနဲ့အွန်းယုံမီကိုအရင်ကြည့်မယ်ခွန်းယုံမီကစကူရူဆိုတဲ့ဖန်တီးတဲ့စောက်လုတ်တယ်ဆိုတဲ့အတိပယ်ရတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အွန်းယုံမီအနေနဲ့ကတော့ဇိုဗမာသုံးလဲမခုဇိုဆိုတဲ့တသားနဲ့ပြုတ်လုတ်တော့ဆိုတော့တသားနဲ့ပြုတ်လုတ်တော့ဆိုတဲ့အတိပယ်ရတဲ့ခန်းကြီးလေးအဲ့တော့တသားနဲ့ပြုတ်လုတ်ထားရမခုဇိုပေါ့အဲ့တော့ဟုတ်ပြီအဲ့တော့ ဒီခန်းကြီးလေးကိုဘလို့မှတ်ကြမလဲဆိုရင်နှစ်ပိုင်းရှိတယ်အဲ့တော့ဒီအတွေးမိုင်းนี่ပေါ့နော်ဒီအပိုင်းนี่อ่ะဘာမှလဲဆိုဟိုခုခုဆိုရဲဘာလဲ information information ဆိုရဲခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်တည်င်းချက်လက်လို့မှတ်လိုက်မယ်သူ့ရဲ့အောက်ကခန်းကြီးလေးอ่ะဘာခန်းကြီးလေးလဲဆိုရှင်ညောလေးဖြစ်တဲ့အတွက်ကြောင့်မလို့လမ်းခန်းကြီးအဲ့တော့ဘာလဲဆိုတော့ပန်တီးထားတဲ့တည်င်းချက်လက်တွေကိုလမ်းမှာတွေ့စကူရူလောက်ထားတဲ့ ဟာဟိုကူကူတွေကိုဘာမှတွေ့ရလဲဆိုတော့လမ်းမှာတွေ့တယ်လို့မှတ်လိုက်မယ်ဆိုရင်ဗာလဲသူကစကူဒူဆိုရယ်ဖန်တီးတဲ့ဆောက်လုပ်တယ်ဇိုးဆိုရင်ကမခုဆိုတစ်သားနဲ့ပြုတ်လို့တော့ဆိုရယ်အတေးပေးရတယ်ခန်းစီလေးဖြစ်သွားမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီနေ့တော့ကတော့ပြီးတော့ပါပြီ။မိနာဆန်တို့လည်းရမယ်လို့ထင်ပါတယ်။အားရရတော့ကြိုင်မတ်နေဘိုင်ဘိုင်။